အားလုံးပဲမင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့စတင်မာလာ18ရက်နေ့နေ့လေခင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါရုံးမယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲအာရမစစ်မှုထမ်းရသူတွေကိုကေထုတ်ပေးနေတဲ့စစ်သားဟောင်းတွေအေကမူရစေဝါတွေဖြန့်ရှင်နေရဆိုပြီးဘင်္ဂလားဒေ့ရှ်ကဆွဆွေရဲ့သတင်းကန်ညံ့နာတွေပျောက်ဖို့ခေဘင်တွေစိုက်နေတဲ့မင်းအောင်လိုင်းဗမောက်မြို့ကိုကန်ရီပူပေါင်းတပ်တွေကထိုးစစ်ဆင်တာ စစ်တပ်ကိုပက်လေပိတ်ဆို့ထားတဲ့တရင်နှစ်နှစ်ခွဲအတွင်းလေကြောင်းအုံပြုတ်ပြီးကလေး950ခန်းကိုတက်ခဲ့တဲ့စစ်တပ်ချာလီကက်ကိုတက်ခဲ့သူအခန်းဖော်ကို ရှိုးဝက်စာပေးပြီးအပြည့်ဝခံခိုင်းခဲ့တဲ့တရင်အဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ အာရမစစ်မှုန်ထမ်းရသူတွေကိုကဲထုတ်ပေးနေတဲ့စစ်သားဟောင်းတွေဆိုတဲ့သတင်းမှာအခုနောက်ပိုင်းမှာစစ်သားဟောင်းတွေဥဆောင်ပြီးတော့အလင်းဝင်လာတာတွေမကြာခဏတွေ့မြင်နေရတယ်လို့ပြည်သူ့ပန်းတန်ကဆိုပါတယ်ပြီးခဲ့တဲ့စတင်မလာပထမပတ်မှာစစ်သား15ဦးအလင်းဝင်လာခဲ့တဲ့အထက်က73ဦးကစစ်မှုန်ထမ်းမဟုတ်တဲ့စစ်သားဟောင်းတွေဖြစ်နေတာဟာထူးခြားမှုတစ်ခုဖြစ်တယ်လို့ပြည်သူ့ပန်းတန်ကစတင်မလာ16ရက်မှာထုတ်ပြန်ထားပါတယ် တကယ်တော့ထူးခြားမှုပါပဲဘာလို့လဲဆိုတော့ဒီနေ့အထဲမှာတောက်လျှောက်ဆိုသလိုစစ်မှုန်ထမ်းတက်တာတစ်တွေပဲအများဆုံးဝင်လာကြတာကိုစစ်မှုန်ထမ်းတွေကတော့စစ်တပ်ထက်မဝင်ကြမဲ့ဝင်ကြရတာဖြစ်လို့အလင်းဝင်တာကဝင်လာမဆဲတသေးသေးဖြစ်နေမှာပဲအဓိကကတရေစစ်သားဟောင်းတွေများများဝင်လာအောင်ဘလို့စေယုံဝါရဖြန့်ကြမလဲအဲ့ဒါတိတ်အရေးကြီးတယ်လို့စီဒီအန်အရာရှိတူကပြောပါတယ်စစ်သားဟောင်းတွေအလင်းဝင်လာမှု များခြင်းဟာလဲတော်လင်းစစ်ဝမ်းထဲပိမ့်ပိမ့်ချိန်ကြာမြင့်လာတဲ့အမြအနာမရတာ အဖိနှိတ်ခံရတာနဲ့မိသားစုနဲ့ကြံမြင့်စွာ ခွဲခွာနေရတာတွေကြောင့်စိတ်ထောင်းကိုကျေပင်ပန်းနေရပြီဆိုတာကိုဖော်ပြတဲ့လက္ခဏာတရားဖြစ်တယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ထားပါတယ်။စတေမလာပထမပတ်အတွင်းမှာလည်းစစ်တုံးပန်းအဖြစ်ဖန်ဆီးမိသူ၁ဦးရှိပြီးတော့အဲ့ဒီအထက်က၆ဦးဟာစစ်မှုထမ်းတပ်သားတွေဖြစ်ပါတယ်။အခုနဲ့ဇန်နဝါရီလကနေစတေမလာပထမပတ်အထိ အလင်းဝင်လာသူနဲ့စစ်တုံးပန်းအရေအတွက်ကလည်း၂၀၂၉ခုအထိရှိနေပြီဖြစ်ပါတယ်။ နိုင်ငံနဲ့စစ်ရှုံတဲ့စစ်ကော်မရှင်ကစစ်သားလိုအပ်ချက်ဖြစ်တင်နိုင်ဖို့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြဋ္ဌာန်းပြီးတဲ့နောက်ပြည်သူတွေကိုအာရမစစ်မှုထမ်းဖို့စုဆောင်ခဲ့တာလက်ရှိအချိန်မှာတော့စစ်သားတင်အင်အား9000ကျော်အထိရှိလာပြီလို့သိရပါတယ်ဒုတိယတင်ဆက်ပေးမယ့်သတင်းကတော့အေကမူရစ်စေဝါတွေဖြန့်ရှင်နေရဆိုပြီးဘင်္ဂလားဒေ့ရှ်ကဆွတ်ဆွေလာတဲ့အကြောင်းပါအာခတ်တက်တော်အေကမူရစ်စေဝါမှောင်ခိုကူးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နေဆက်လုံခြုံရေးတပ်ဖွဲ့ကစွပ်စွဲထားတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် The Daily Star သတင်းဌာနကဖော်ပြထားပါတယ်။ BGB ရဲ့ Ramu Satta Kwekeyemu Bomunji Mohi Tudam Ahmed ကသတင်းစာရှင်းလင်းပွဲတစ်ခုမှာသတင်းထောက်တွေကိုပြောကြရမှာရိုဟင်ဂျာတွေဟာဂျာဘမောင်ခိုအဓိကကုသူတွေဖြစ်ပါတယ်။သူတို့ဟာမွေးရစေဝါတွေကိုမြန်မြန်ရွှေ့ပြောင်းတဲ့အတွက်ဖမ်းမိဖို့ခက်ခဲပါတယ်။ကျွန်တော်တို့နိုင်ငံအထက်ကအချို့သော အကျိုးစီးပွားသမားတွေကမြန်မာနိုင်ငံအာရခတက်တော်စီကနေယာဘတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုတည်ယူနေကြတယ်လို့ဆွတ်ဆွဲပြောကြားခဲ့တာပါဒါအပြင်ကန်ယွန်းနဲ့ဒေတာတွေကမူရစ်စေဝါမှောင်ခိုကူးမုံအတွက်အကြီးအမားဆုံးစင်ခေါ်မှုဖြစ်တယ်လို့လည်းဘုံမုံကြီးကဆိုပါတယ်မှောင်ခိုသမားတွေဟာပင်လယ်ရေချောင်းတွေကိုပို့ပြီးအသုံးပြုလာပါတယ်ခမ်းမန်းကျဲအပြင်မူရစ်စေဝါ80ရာခိုင်နှုန်းဟာမဟက်ခါလီဘန်ရှာခါလီကူတူဒီယာအန်ဝါရာနဲ့ ူအာကာတာကမ်းရိုးတန်းတွေကနေဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ရောက်နေပါတယ်ဒီလမ်းကြောင်းတွေကနေမူရစ်ဆေးဝါးတွေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းပြင်းထန်နေုံတမကတခြားနိုင်ငံတွေကိုပါမှောက်ခိုကူးခံနေရတယ်လို့သူကပြောပါတယ်ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှည့်တွေကလည်းညာဘက်တွေမှာမြန်မာရေပိုင်နက်ထဲဝင်ရောက်မှုတွေရှိနေတာကိုရေရာတွေထဲမှာပြသတဲ့အတွက်မူရစ်ဆေးဝါးမှောက်ခိုကူးမှုကိုတားဆီးနိုင်ဖို့ BGP ရေတပ်နဲ့ကမ်းခြေဆောင်တပ်တွေပူးပေါင်းဆောင်ရွက်နေရလို့လည်းသူကပြောပါတယ် အခုလိုဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှည့်တွေမြန်မာဘက်ဝင်ရောက်ကျူးကျော်လာတဲ့အခါအာရခတ်တပ်တော်ဖမ်းဆီးထားတွေရှိပေမဲ့ဘင်္ဂလားဒေ့ရှ်ပိုင်နဲ့ထဲအထိဝင်ရောက်ဖမ်းဆီးရမျိုးမရှိဘူးလို့ဘူမုံကြီးမိုဟီဒူဒန်ကပြောပါတယ်ဘင်္ဂလားဒေ့ရှ်ကအာရခတ်တပ်တော် A ကိုမူရစ်စေဝါရဲမောင်းခိုဆောင်ရွက်နေရလို့ဆွတ်ဆွဲထားမှုနဲ့ပတ်သက်ပြီး A ဘက်ကတစုံတရာပြန်လည်တုံ့ပြန်မှုမပြုလုပ်သေးပါဘူး အေဂါမူရဲ့စေဝါတွေဖြန့်ရှင်နေရလို့ဘင်္ဂလားဒေ့ရှ်အစိုးရအပြင်စစ်ကော်မရှင်ကလည်းဆွဆွဲမှုတွေပြုလုပ်ထားပါသေးတယ်။တတိယသတင်းကတော့ကန်ညံ့တော်တွေပျောက်ဖို့ခေပင်တွေစိုက်နေမင်းအောင်လိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မူရသည်တစ်ပင်စိုက်ပွဲဆိုပြီးတော့မင်းအောင်လိုင်နဲ့အဖွဲ့ကနေပြောဒက္ခိဏသီရီမြို့နယ်မာရဝီစီယာဗုဒ္ဓရုပ်ပေါ်တော်မြတ်ကြီးပရဝိတ်တော်အနီးမှာမနေ့ကတစ်ပင်စိုက်ပွဲပြုလုပ်ခဲ့ပါတယ်။အဲ့လိုတစ်ပင်စိုက်ပွဲလောက်တဲ့နေရာမှာခရီးပင်တွေကိုအဓိကဦးစားပေးစိုက်ခဲ့ပြီးတော့ အခြားအရေးယာတစ်ပင်ဆစ်ရှင်မျိုးအပင်စုစုပေါင်း3000ကျော်ကိုစိုက်ပျိုးခဲ့ရပါဗေဒင်ရတရားသဘောတရားအရာ ခေပင်ဟာကန်ဆိုးကန်ညံ့တာတွေကိုဖိရှားပေးတာဖြစ်တဲ့အတွက်မင်းအောင်လံခေပင် စိုက်ပျိုးတာဟာရတရားရှေ့ဘောအတွက်သာဖြစ်တယ်လို့ဗေဒင်ပညာရှင်တူကမှတ်ချက်ပြုပါတယ်ခရီးကစီးပွားရေးငွေကြေးကန်ကောင်းဖို့နဲ့ကန်ညံ့တာတွေကိုပျောက်စေဖို့အတွက်ရတရားအသုံးပြုရများတယ်ဒီနေ့အထက်မှာဆိုရင်မင်းအောင်လံအပင်စိုက်တာကိုသတိထားမိတဲ့လို့ဆိုတော့ကရှိနေပြီ ပြီးခဲ့တဲ့တစ်ခါတော့ကဂန်ဂော်ပင်စိုက်တယ်ဂန်ဂော်ကလည်းခရီးပင်ရတရာနဲ့သဘောအတူတူပဲသူကတော့ကျမ်းမာရေးအတွက်အဓိကအသုံးပြုရများတယ်လို့သူကဆက်ပြောပါတယ်အခုနှစ်မှာမင်းအောင်လံအနေနဲ့တစ်ပင်စိုက်ပွဲပြုလုပ်တာ၃ကြိမ်ရှိပြီဖြစ်ပြီးတော့ဇူလိုင်လ17ရက်မှာပထမအကြိမ်ဩဂတ်စ်လ16ရက်မှာဒုတိယအကြိမ်နဲ့စတန်မာလာ15ရက်မှာတတိယအကြိမ်ပြုလုပ်ခဲ့ရပါအခုလိုတစ်ပင်စိုက်ပွဲတွေပြုလုပ်တာနဲ့ ဗေဒင်ရတရားယူမင်းအောင်လံကကန်ဆိုးကန်ညံဖြောက်ပေမဲ့အစ်စ်ပင်တွေကို စိုက်ပျုံမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။မနစ်ကဩဂတ်စ်လမှာလည်းမင်းအောင်လံကတောင်ကိုပကိုးနဲ့မန္တလေးမြို့တွေကိုတွားရောက်ပြီးတော့နန်းတော်ရဟောင်းတွေမြို့ရုံးနဲ့ကျုံးတွေ တူးဖော်ခဲ့တဲ့အပြင် အပြင်စိုက်ပြီးတော့ဗေဒင်ရတရားတွေပြုလုပ်ခဲ့ပါသေးတယ်။မြန်မာနိုင်ငံရဲ့ခက်ဆက်ဆက်အာဏာရှင်တွေကသူတို့ရဲ့ဂျာဒူးအာဏာနဲ့နေမျိုးတွေကိုခိုင်မြဲစေဖို့အတွက် ဘေးရင်ပညာကိုအားကိုးခဲ့ကြပါတယ်။ဒါ့အပြင်ဘေးအန္တရာယ်ကလည်းကာကွယ်ဖို့နဲ့စစ်ရေးအောင်ပွဲတဲ့အတွက်လည်းအသုံးချခဲ့ကြပါတယ်။အခုလိုရတရားခြေပါကအရာရာအောင်မြင်တယ်လို့အာနာရှင်တွေကမှတ်ယူနေရလဲဖြစ်ပါတယ်။ထမှန်တင်ဆက်ပေးမယ့်သတင်းကတော့ဗမောက်မြို့ကို KYN ပူပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်ကိုပက်လေပိတ်ဆို့ထားတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။စကိုင်းတိုင်းဗမောက်မြို့ကိုကရှင်လွတ်မြောက်ရေးတပ်မတော် KYN နဲ့ပူပေါင်းတပ်တွေက စတင်မလာ15ရက်ကစတင်ပြီးတော့ထိုးစစ်ဆင်တက်ခတ်ခဲ့ရာဖြစ်ပြီးစစ်တပ်ကိုပက်လေပိတ်ဆို့ထားနိုင်တယ်လို့မြေပြင်တင်းရင်းမြစ်တွေကပြောပါတယ်ဗမောက်မြို့မှာစစ်ကော်မရှင်တက်အပြင်ချမ်းနေအမျိုးသားများတက်မတော်ပါရှိနေတဲ့အတွက်တော်လင်းပူပေါင်းတက်တွေကဘူဟာစနစ်ကြကြချကထိုးစစ်ဆင်တက်ခိုက်နေရလဲဖြစ်ပါတယ်ကရှင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ဗမောက်မြို့ကိုတင်ပိုက်နိုင်ပါကစကိုင်းနဲ့ကရှင်ဆက်သွေးလမ်းကြောင်းကိုပါထိန်းချုပ်နိုင်မှာဖြစ်တယ်လို့မြေပြင်စစ်ရေးတင်းရင်းမြစ်တူကပြောပါတယ် ကျွန်တော်တို့ဗမောက်ကိုပြန်လဲထိန်းချုပ်နိုင်ရင်ကရှင်ဘက်မှာစစ်ရေးရပြန်လဲအသာစီးရနိုင်မှာအခုတော့စစ်တပ်နဲ့ရှမ်းနေတက်တွေကိုကျွန်တော်တို့ဝိုင်းထားပါတယ်စစ်တပ်ကတော့လေကြောင်းတက်ခတ်မှုနဲ့လုံနေတယ်လို့သူကပြောပါတယ်ဗမောက်မြို့မှာစစ်ကော်မရှင်ရဲ့တမခွန်ခွန်လက်အောက်ခံတပ်ဖွဲ့အနေငယ်သာရှိပြီးတော့ SNA ရဲ့တပ်မဟာ614ကအထက်လှုပ်ရှားနေရလဲဖြစ်ပါတယ်အခုလိုဗမောက်မြို့မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်အင်းတော်ဗမောက်ဘျူဟာလန်ကိုစတင်မာလ15ရက်ကစပြီး ရဲအကန့်အသတ်မရှိပိတ်လိုက်တာလို့အင်ဒိုပါကာဖာကထုတ်ပြန်ထားပါတယ်။ဗမောက်မြို့အနီးမှာရှီယန်အင်ဒိုပင်လယ်ဘူးနဲ့မော်လူးမြို့တွေကိုတော့တော်လင်းပူပေါင်းတပ်တွေကတိမ့်ပိုက်ထားတာဖြစ်ပါတယ်။ဗမောက်မြို့ဟာစကိုင်းတိုင်းမြောက်ပိုင်းမှာတည်ရှိပြီးကရှင်ပြည်နယ်နဲ့နှိစက်ပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံနဲ့လည်းနှိစက်တဲ့အတွက်နေဆက်ဖြတ်ကျော်ကွန်တွေလမ်းကြောင်းတွေနဲ့စစ်ရေးလှုပ်ရှားမှုတွေအတွက်အထူးကနေရာတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးပြည်တွင်းသတင်းကတော့နှစ်နှစ်ခွဲအတွင်းလေချောင်းအုံပြုတ်ပြီးခလင်း950ခန့်ကိုတက်ခဲ့တဲ့စစ်တပ်သတင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကနေဒီနေ့ဩဂတ်လ31ရက်နေ့အထိစစ်တပ်ကလေချောင်းအုံပြုတ်ပြီးဘုံကျဲခဲ့ရာကြောင့်အသက်မပြည့်သေးတဲ့ခလင်း948ဦးသေဆုံးခဲ့ရလို့အမျိုးသားညွန့်ရဲ့အဆိုအရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။စစ်ပွဲအတွင်းမှာခလင်းငွေနဲ့ပတ်သက်လို့နိုင်ငံတကာကန့်သက်တားမြစ် ကာကွယ်ပေးထားတဲ့ဥပဒေတွေရှိနေပေမဲ့အကြံဖတ်ဆေးအုပ်စုဟာဓာရီကိုပြောင်ပြောင်တင်းတင်းပဲဇက်တိုက်ကျူးလွန်ချိုးဖောက်နေပါတယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်အနည်းဆက်ဆုံးဖြစ်စဉ်အနေနဲ့2025ခုနှစ်စတင်မာလာ၁၂ရက်မှာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တဲတပင်ကျေးရွာကပညာပန်းခင်းကိုပိုင်အထက်တန်းကျောင်းကိုစစ်တပ်ဘုံကျဲလို့ကျောင်းသားကျောင်းသူအယောက်၂၀တေဆုံးခဲ့ရပါမထူးဆက်ခင်းနေတဲ့စစ်ဘုံချုပ်တွေရဲ့နှလုံးသားမှာရော သူတို့ရဲ့တင်းမှုထဲမှာပါခလဲတွေတက်ကြွေရွယ်တွေအမျိုးသမီးတွေဖုံးကြီးတွေဆိုတာမရှိဘူးသူတို့သိတာကပြည်သူမပေးဘဲအာဏာကိုဘလုံနည်းနဲ့ရရရဖို့ပဲအဲ့ဒီအတွက်သူတို့ကိုသူတို့ကလွဲလို့ဘသူ့ကိုမဆိုတက်ရဲလို့ရန်ကုန်ခြေဆိုင်တော်လန်ကပြားဆရာတူကမှတ်ချက်ပြုပါတယ်လူ့ခွင့်ရေးဆိုင်ဝန်ကြီးဌာနရဲ့တပ်တင်မှတ်တမ်းနဲ့စည်ရင်ပြုစုထားချက်တွေအရ2021ခုနှစ်နေဦးတော်လန်ရဲ့အစကနေ2025ခုနှစ်ဩဂတ်လ30ရက်နေ့အထိဆေးအုပ်စု အဆုလိုက်အပြုံလိုက်တက်ဖြတ်ထားတဲ့ဖြစ်စဉ်တွေမှာအသက်16နှစ်အောက်ကလင်းငယ်58ဦးအထိတည်ဆုံးခဲ့လို့ဖော်ပြထားပါတယ်2025ခုနှစ်ဩဂတ်လတလရဲအတွင်းမှာစစ်တပ်ကအဆုလိုက်အပြုံလိုက်တက်ဖြတ်မှု22ခုပြုလုပ်ခဲ့တဲ့အတွက်လူပေါင်း225ဦးတည်ဆုံးခဲ့ပြီးတော့အဲ့ဒီအထက်မှာအသက်16နှစ်အောက်ကလေး39ဦးပါဝင်ပါတယ်အခုလိုအပြင်းမဲ့ကလင်းငယ်များစွာတည်ဆုံးရမှုနဲ့ နိုင်ငံတော်ဝန်ဆဲအုပ်စုကျူးလွန်ထားတဲ့ယာစွန်းမှုတွေကိုနိုင်ငံတကာဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ဖို့ကြိုးစားနေရလို့လည်း NUG ကဆိုပါတယ်။နောက်ဆုံးပြပတည်င်းအနေနဲ့ရှာလီကတ်ကိုတတ်ခတ်သူအခန်းဖော်ကိုချိုးဝက်စာပေးပြီးအပြစ်ဝန်ခံခိုင်းခဲ့တဲ့တည်င်းကိုပြောပြရင်ကျွန်တော်ရဲ့တည်င်းတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစီခင်ဗျာ။တည်ဆုံးသွားတဲ့တက်ကြွလှုပ်ရှားသူရှာလီကတ်ကိုပြစ်တက်ခဲ့လို့ဆွတ်ဆွဲခံထားရတဲ့အမျိုးသားဟာ သူ့အခန်းဖို့ကိုရှုံးဝက်စာကြောင်ပေးပြီးအပြစ်ကိုဝန်ခံခိုင်းခဲ့တယ်လို့အစိုးရရှင်းတွေကပြောပါတယ်။သူ့ကိုဆွတ်ဆွဲထားတဲ့ဆွေးချက်ခုနှစ်ခုကိုလည်းအစိုးရရှင်းတွေကကြေညာခဲ့ပါတယ်။ရှာလီကက်ကိုတနက်နေ့ပြစ်ခတ်ခဲ့တဲ့အသက်22နှစ်အရွယ်တိုင်လာရိုဘတ်ဆွန်ဟာသူ့အခန်းဖို့တရှိစေဖို့အတွက် ကီးဘုတ်အောက်မှာစာကြောင်ထားခဲ့တယ်လို့အစိုးရရှင်းတွေဖြစ်သူ Jeffrey Gray ကပြောပါတယ်။အစိုးရအခန်းဖို့ဟာတိုင်လာရိုဘတ်ဆွန်ရဲ့ရှစ်သူဖြစ်တယ်လို့သူကထပ်လောင်းပြောပါတယ်။ ဲ့ဒီစာရဲအထဲမှာတရားခဏချာလီကတ်ကိုပြစ်တဲ့ရခြင်းဟာသူ့ရဲ့မုံတီမှုတွေကိုလုံလောက်စွာခံစားခဲ့ရပြီလို့ဆိုပြီးရေးသားထားတယ်လို့ဆိုပါတယ်။သူဟာအင်္ဂါနေ့ကပထမဦးဆုံးအကြိမ်တရားရုံးမှာရုံထုတ်ခဲ့ပြီးအစိုးရရှင်းတွေကသူ့ကိုဆွေးဆိုထားတဲ့ဆွေးချက်ခုနှစ်ခုကိုဖက်ပြစီမှာတော့အဝေးကနေဗီဒီယိုနဲ့သာပါဝင်ခဲ့ပါတယ်။ဆွေးချက်တွေကတော့လူတန်းမုံတနက်ပြစ်ခတ်မုံတရားစီရင်ကိုနှောက်ချမုံနှမုံတတ်တယ်ကိုချင်းချမုံနှမုံ ကလေးတွေရှိနေခြင်းအကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်းတို့ဖြစ်ပါれ။ MP ရဲ့နနက်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။အဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပေးသူအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါれ။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောတွေပြေးကြပါစေခင်ဗျာ။